ော်ဒီဇလန်းမှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်သင်ငန်းစာယူစရာကနော်အတွေ့အကြုံထက်စိတ်ဓာတ်ကိုကြည့်ပါကျွမ်းကျင်မှုကိုသင်ယူလို့ရပေမဲ့စိတ်ဓာတ်ကိုသင်ယူလို့မရပါဘူးနော်ကျွန်တော်တို့ကျွမ်းကျင်မှုကျွမ်းကျင်မှုဆိုတာက physical physical skill ကိုခေါ်တယ်ဗျစိတ်ဓာတ်ဆိုတာက mental skill mental skill ကို လုပ်ယူဖို့မလွယ်ဘူး physical skill ကလုပ်ယူဖို့လွယ်တယ်เนาะအဲ့တော့အတွေ့အကြုံထက်ကိုကျွန်တော်တို့ကစိတ်ထားကိုပဲကြည့်ရမယ်နံပါတ်1တင်ကန်းစာကျွန်တော်တို့ယူရမယ်ဝင်နေရွေးချယ်တဲ့နေရာအဲ့တော့ကျွန်တော်တို့ကဒီမှာသင်ခန်းစာရသွားတာပေါ့နော်ဒီဇာတ်လမ်းလေးကိုကြည့်လို့ရှိရင်အဲ့တော့ကိုစီသူနဲ့မကင်ဇာနာနှစ်ယောက်မှာကျွန်တော်တို့ကအင်တာဗျူးနဲ့အဆုံးဖြတ်မယူဘဲနဲ့အဲ့သူတို့ကိုလက်တွေ့လှုပ်ဆောင်ကြည့်ခိုင်းနေပြီ နော်လက်တွေ့လှုပ်ဆောင်စမ်းသက်ကြည့်ခိုင်းတဲ့အတွေ့အကြုံလေးတစ်ခုကိုလည်းကျွန်တော်တို့သင်ခန်းစာတစ်ခုအနေနဲ့မြင်ရမယ်နောက်တော့ကဒီမှာဝင်တဲ့ခေါ်ယူခန္ဓာနေရာမှာရေရှည်ကိုမျှော်ပါတဲ့နော်စိတ်အားထက်သန်ပြီးတော့တင်ယူလို့သူကကော်မတီအတွက်ရေရှည်အကျိုးကျေးဇူးပေးနိုင်ပါတယ်တဲ့မှန်တာပေါ့မှန်တာပေါ့ဘာဖြစ်လို့လဲကျွန်တော်ကြည့်ကြဒီစင်းဒီဇလန်းတစ်ခုလုံးမှာကြည့်မယ်ဆိုလို့ရှိရင်ကိုစီသူဒီနော်တော့ အရေးချင်းရှိတယ်နော်ပညာတတ်တယောက်ဒါပေမဲ့ तू ကမာနထောင်လွားနေတယ်သူ့ရဲ့လုပ်ငန်းကျွမ်းကျင်မှုပေါ်မှာမာနထောင်လွားနေတဲ့အတွက်ကြောင့်သူ့ရဲ့ physical skill ပေါ်မှာ तू ကမာနထောင်လွားနေတဲ့အတွက်ကြောင့်တနေ့တစ်ချိန်ကြာလို့ရှိရင် तू ကလုပ်ငန်းရှင်ကိုခြေစုံကန်နိုင်တဲ့လုပ်ငန်းတွေမှာပြဿနာရှာနေတဲ့ तू လိုချင်တဲ့လစာအောင်မှမဖြစ်နေတောင်းဆိုပြီးတော့တခြားဝန်ထမ်းအရာတွေကိုပါအခက်အခဲဖြစ်စေလိမ့်မယ်အဲ့ဒါဆိုရေရှည်အတွက်မကောင်းဘူ အဲ့တော့ကိုစီသူကိုရွေးချယ်တဲ့အစမခင်စနာကိုရွေးချယ်လိုက်ခြင်းအဖြစ်ဘာဖြစ်လဲသူဒီတင်ယူလို့လက်ရှိတယ်သူဒီ creation ကိုစိတ်ဝင်စားတယ်သူဒီမာနမရှိဘူးအဲ့တော့သူဒီ company အတွက်ရေရှင်မှာအချိုးကျစုပေးနိုင်တယ်ဆိုတာကိုကျွန်တော်တို့မြင်သွားရတယ်ဗျကဲဒါဆိုလို့ရှိရင်ဒီကနေ့ F4 ကလုပ်ငန်းရှင်တွေအတွက်နော်ဝန်ထမ်းခေါ်ယူခံရတဲ့နေရာမှာဘယ်လိုလူတွေကိုခေါ်ယူခံရမှာလဲဆိုတာကို ဒီတင်ဒီဇလန်းလေးနဲ့သင်ငန်းစာယူဖို့ကျွန်တော်အိရှာကြံပေးချင်းကျော်လင်ကမေတ္တာလက်ဆောင်ဝေမျှပေးလိုက်ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်